ကာဇာကမ်းမြောက်ဒေသကြီးလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအခြေအနေဟာပဋိပက္ခစတင်ပြီးဆက်ချက်လာကြကာလမှာဆက်လက်ဆိုးရွားလာလျက်ရှိကြောင်းသိရပါတယ်။ဟာမတ်စတိုဟာ2023ခုနှစ်အောက်တိုဘာလကအစ္စရေးနိုင်ငံအပေါ်ဒုံးကျည်ဖြင့်ပြစ်ခတ်တိုက်ခိုက်ခဲ့ပြီးတခြားတိုက်ခိုက်မှုများပြုလုပ်ခဲ့ပြီးနောက်စစ်ပွဲစတင်ခဲ့တာဖြစ်ကလူပေါင်း1200ခန့်သေဆုံးခဲ့ပါသည်။ နှစ်ဖက်စလုံးဟာအခုနှစ်ဇန်နဝါရီလကတရင်ကြောက်ပတ်ကြာအပြည့်အခက်ရက်စရည်သဘောတူညီခဲ့ပေမဲ့အပြည့်အခက်ရက်စရည်တတန်တိုးရန်စိတ်ဆက်ညှိနှိုင်းမှုများဟာလုံးဝရပ်ဆိုင်းခဲ့ရပါတယ်။ အစ္စရေးတပ်ဖွဲ့ဟာမလ18ရက်နေ့မှာဂါဇာကမ်းမြောင်ဒေသသို့ထိုးစစ်ဆင်တိုက်ခိုက်မှုများပြန်လည်စတင်ခဲ့ပြီးနောက်ဂါဇာမှာသေဆုံးသူ1335ဦးအထိရှိသွားခဲ့ပြီးဖြစ်ကြောင်းဂါဇာ city ကျမ်းမာရေးတာဝန်ရှိသူများကမနေ့ကပြောကြားခဲ့ပါတယ်။ဆက်ချီလာကြတိုက်ခိုက်မှုစတင်ဖြစ်ပွားခဲ့တဲ့ကသေဆုံးသူပေါင်း9000ကျော်အထိမြင့်တက်လာခဲ့ပြီးဖြစ်ကြောင်းလည်းပြောကြားခဲ့ပါတယ်။ ဂါဇာဒေသမှာအကူအညီအထောက်ပံ့ရေးပို့ဆောင်မှုများကိုတလကြောကြာရပ်တန့်ထားခဲ့တာကြောင့်ဂါဇာဟာငတ်မောမှုနဲ့အာဟာရကြိုတင်မှုအန္တရာယ်ကိုတပ်ဖန်ရင်ဆိုင်နေရကြောင်းလည်းကုလသမဂ္ဂကတတိပေးထားပါတယ်။ ဟာမတ်စ်တို့ဟာတိကျသေးတဲ့ကာလတစ်ခုအတွက်အပြစ်အခက်ရစရေးတက်တန်တို့ရန်အတွက်ဖလဲမှုအဖြစ်တစားကန်တချို့ကိုပြန်လှုပ်ပေးရန်အီဇင်းနဲ့တခြားဖွဲ့များရဲ့အဆိုပြုချက်ကိုသဘောတူညီခဲ့ပေမယ့်အစ္စရေးတို့ဟာတစားကန်များအားပုံမလှုပ်ပေးဖို့တောင်းဆိုတဲ့တံပြန်အဆိုပြုချက်ကိုတင်ပြခဲ့ပါတယ်။ အစ္စရေးဝန်ကြီးချုပ်ဘက်ဂျက်မင်းနေတန်ယာဟူဟာဂါဇာဒေသဖွံ့ဖြိုးတိုးတက်ရေးကိုဆွေးနွေးရန်အတွက်အမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့တွေ့ဆုံဆွေးနွေးသွားမှာဖြစ်ပါတယ်။ရတန်နေတဲ့စိစံညှိနှိုင်းမှုများမှာအောင်မြင်မှုရရှိဖို့ဦးတည်နိုင်ပွဲရှိတဲ့၎င်းတို့ရဲ့ဆွေးနွေးပွဲကိုမြင်တွေ့ရဖို့လေလေးလာသူများကစောင့်ကြည့်လျက်ရှိတယ်လို့သိရှိရပါတယ်ရှင်။